ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ကျွန်တော်တို့ဒီနေ့ညရှင်ပိုင်းကစားမဲ့အချိန်တွေနီးပြဖြစ်သူအမိုရင်းကတော့တင်းသာရှင်နေပွဲကျွန်တော်လှုပ်ထားတယ်ပေါ့နော်ဒီနေ့မှဆိုလို့ရှိရင်တော့အပြောင်းရွှေ့တွေမှာတောက်လျှောက်တည်နေထွက်နေတဲ့ Bruno Fernandes နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်ပြောသွားသလိုလူမဆုံတဲ့ Biba Ogo ဘယ်လိုရှင်ကစားသွားနိုင်ဖို့ပြင်ဆင်ထားသလဲဆိုတာနေနဲ့ပတ်သက်ပြီးတော့ပါကျွန်တော်ပြောရတာရှိတယ်စိတ်ဝင်စားဖို့ကျွန်တော်တော်တော်လေးကောင်းပါတယ်ဒါလေးကိုကျွန်တော်ဆွေးနွေးကြည့်ရအောင်ပါဆိုတော့ဒီနေ့ညမှာကျွန်တော်ထုံးစံလိုက်မယ်မန်ချက်စတာယူနိုက်တက်ပွဲစဉ်ရှိတယ်ဆိုတော့ watch လောင်းရှိတယ်ပေါ့လေ လာပြီးတော့ join ကြဖို့ကျွန်တော်မျှော်လင့်ပါတယ်။ဆိုတော့နီးပြပြောတဲ့တွေကပထမဆုံးအကြောင်းအရာတွေကိုကျွန်တော်ကြီးကြည့်ရမယ်ဆိုလို့ရှိရင်နီးပြအနေနဲ့ဒါ injury နဲ့ပတ်သက်လို့ကတော့ခေါ့နော်ဒီလရဲ့ဒဏ်ရာကစိုးရင်ရလောက်တဲ့အခြေအနေတော့မဟုတ်ဘူး။ဒါပေမဲ့လို့ကျွန်တော်တို့ဒီဘီဘာအိုနဲ့ဒုတိယကျောပွဲစဉ်ဒါမှမဟုတ်လာမယ့်တနင်္ဂနွေနေ့မှာရှင်မင်းကစားမယ့်ပရီးမီးယားလိပွဲစဉ်တွေမှာတော့သူပါဝင်ကစားနိုင်မှာမဟုတ်ဘူးပေါ့။နောက်ဝရက်တွေမှာဆိုလို့ရှိရင်တော့ စားမဖြစ်သူကိုကျွန်တော်တို့အချီနီတရချင်းဖြည်းဖြည်းချင်းစစ်ဆေးသွားပြီးတော့အချီနီကိုစောင့်ကြည့်သွားမှာဖြစ်တယ်ဆိုပြီးတော့သူပြောထားတယ် Eden Heaven ကတော့ပွဲကစားနိုင်လောက်အောင်ထိတက်တာလာတဲ့အချီနီမဟုတ်သေးတယ်လို့ Toby Collier ကလည်းပါဝင်လာဖို့မရှိဘူးဆိုပြီးတော့ Amorin ကအတည်ပြုထားတယ်ဆိုတော့ဒီလိကကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဟိုတနေ့ကပွဲမှာဒီ injury ပြဿနာပြန်ကြုံသွားပြီးတော့တော်တော်ကိုစိတ်ပူဖို့ကောင်းတဲ့အချီနီမျိုးကိုကျွန်တော်ဖြစ်သွားတယ်လို့ထင်ထားတာ ထင်သလောက်ဒီတန်ရာကအချင်းကြီးမဟုတ်ဘူးဆိုရင်ရလောက်တဲ့အချင်းကြီးမဟုတ်ဘူးဆိုတော့ဒါကောင်းတဲ့အရာပေါ့လေဒါပေမဲ့လို့အရေးကြီးတဲ့ယူရိုပါလေးဒီလက်ရှိဒီညပွဲစဉ်တို့နော်ဒီတစ်ပတ်ပရီးမီးယားလေးပွဲစဉ်တို့တော့မပါနိုင်ဘူးပေါ့ဒါပေမဲ့လို့ပရီးမီးယားလေးကလည်းကျွန်တော်တို့အတွက်တက်ပြီးတော့ဘာမှမျှော်လင့်ချက်မရှိတော့တာရဲ့ယူရိုပါလေးကလည်း final ကိုတက်ဖို့အတွက်ပထမအကြိမ်မှာ3-0နဲ့9ထားတယ်ဆိုတော့နောက်ဆုံးကစားမဲ့ဘိုလူဝဲတက်ခဲ့ရင်နောက်ဆုံးကစားမဲ့ဘိုလူပွဲကိုပဲကျွန်တော်ဒါဒီပါဝင်နိုင်လို့ရှိရင်ကိုပဲမဆိုးဘူးလို့ပြောရမှာအဲ့ဒီတစ်ပတ် ဒီလစ်တို့ဘာလို့ကိုဒီပွဲဒီမှာထက်မကစားတာကတိတ်တော့ပြက်တနာဖြစ်လိမ့်မယ်လို့တော့ကျွန်တော်မယူဆဘူးပေါ့နော်ယူရိုပါလိဖိုင်နယ်မှာရနိုင်တယ်မှာကစားမတွေအကုန်လုံးကိုကျွန်တော်တို့ကဒီဟိုပြောအသင်းလူစင်းတွေမှာပါနေမှရမှာဒါမှဟိုလူစုံတက်စုံနဲ့ကျွန်တော်တို့ဒါဘယ်အသင်းပဲဘိုလူပွဲကိုတက်လာတက်လာကျွန်တော်ရှင်ကစားနိုင်မှာပေါ့နော်ဆိုတော့နောက်တစ်ခုသူဆက်ပြီးတော့ပြောထားတယ်ဒူးတမင်းတော့ဘရူနိုဖာနန်ဒက်စ်နဲ့ပတ်သက်လို့ပေါ့လေဖာနန်ဒက်စ်ကဒီတဲ့ရင်ဒီအပြောင်းအရွှေ့တဲ့ရင်ကြီးအများကြီးထွက်နေတယ်ဆိုတော့နီးပြားကတော့ဒီသူက အသင်းတွက်အင်မတန်ကိုအရေးကြီးတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ပေါ့နော်။ကလပ်အသင်းတော်တော်များများကဘရူနိုဖာနန်ဒက်စ်တို့လူကစားသမားတွေ၊ကာနာချူရူတို့ကစားသမားတွေကို လူကြီးနေကြတာသိတယ်။ဒါဟာလည်းဘာကြောင့်လဲဆိုတာလည်းကျွန်တော် ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်ပေါ့။နော်ကျွန်တော်တို့တော့အကောင်းဆုံးကစားသမားဆိုတဲ့သူတွေကို အသင်းမှာဆက်ပြီးတော့ထိန်းထားခြင်းနဲ့ဖာနန်ဒက်စ်ကလက်ရှိဆိုလို့ရှိရင်ကမ္ဘာအကောင်းဆုံးကစားသမားတွေတွေကတယောက်ဆိုတာကိုလည်းလုံးဝသိတာထင်ရှားနေတယ်ပေါ့။ တော်တို့ဘရူနိုကိုအသင်းမှာပဲဆက်ပြီးတော့ရှိစေခြင်းနဲ့ဆိုပြီးတော့နီးပြားဖြစ်သူရူဘင်အမိုရင်ကတော့ကျွန်တော်တို့ဒါပြောသွားတယ်။တော့ဆိုတော့ဖာနန်ဒက်စ်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ကတော့သတင်းတွေကတော့ကျွန်တော်ဆက်ပြီးတော့ထွက်အောင်မယ်လို့ကျွန်တော်ထင်တယ်။လုံးဝနိုင်ပဲဒီဘယ်လိုပြောမလို့ sorry club တွေရဲ့ဘက်ကလည်းလူချင်းနေဆိုတာမျိုးတွေကလည်းအသက်30ရွယ်ကစားမဖြစ်လာတာเนาะဒါအပြင် Manchester United ကဘန်နိုင်းပြည်တနာကြုံနေရတာ Fernandez ကတကယ်ကောင်းတဲ့ performance ပြနေတာဒါမျိုးတွေကြောင့်ပေါ့နော် ို့ဆိုလည်းပဲအတင်းပတ်ကတော့အများကြီးအချိန်ကြီးကောင်းနေလို့ကျွန်တော်ထင်တယ်ဖာနန်ဒက်စ်ကိုဆက်ပြီးတော့ထိန်းနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆထားတယ်။နီးပြားဖြစ်သူကလည်းအတင်းကနေပြီးတော့ကျွန်တော်သာရေးကြီးတဲ့ဇာမာတရားကိုလက်မလွတ်ချင်ဘူးဆိုတဲ့အချိန်ကြီးမျိုးမှာပြင်ရဆင်ရတာများမဲ့ຫນွေမှာတော့ဖာနန်ဒက်စ်လိုကစားမမျိုးကိုဆက်ပြီးတော့ကျွန်တော်အစားတွေပါထိုးဖို့ကြိုးပမ်းလိမ့်မယ်လို့တော့မထင်ဘူးပေါ့နော်။ဒါအပြင်ကျွန်တော်တို့ဒါ MOD ကတော့ဒီညပွဲနဲ့ပတ်သက်ပြီးတော့ဆက်ပြီးပြောထားတယ်။ အဲဒီပွဲအတွက်ပေါ့နော်ကျွန်တော်နှစ်ကြော်ပေါင်းရလက်ကိုမတွေးပဲနဲ့ပွဲဒီလက်ရှိကံမဲ့ပွဲကိုပဲအနိုင်ရရှိအောင်တိုက်ပွဲဝင်နိုင်ဖို့အတွက်ကျွန်တော်ပြင်ဆင်ထားတယ်နော်အကယ်လို့ဘယ်အသင်းရဲ့ဘက်ကပဲဖြစ်ဖြစ်တွင်းကိုတကူးလောက်တွင်းနိုင်ခဲ့တယ်ဆိုလို့ရှိရင်တော့မှအဲ့ဒီပွဲရဲ့အခြေအနေတွေ momentum တွေကပြောင်းလဲသွားစေနိုင်တယ်ဆိုတာကျွန်တော်သိထားတယ်ပေါ့နော်ကျွန်တော်သိထားတယ်ဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင်ဒီ ဟာပရမကျော်မှာငါတို့သတိစီးနဲ့နိုင်ထားတာပဲဆိုတဲ့ပုံစံမျိုးနဲ့ရှင်မကစားဘူးလူတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့တခုရှိတာကအဲ့ဒါပဲဟိုဘာကြောင့်လဲဆိုတော့အသင်းမှာကဟိုငါတို့ကပရမကျော်သတိစီးနဲ့နိုင်ထားပြီးသွားပြီဆိုတော့အဲ့ဟာတော့ဗျထဲ့တော့တွက်အောင်မှာပေါ့ဟုတ်တယ်မလားနော်သို့တော်လည်းပဲအဲ့ဒီပုံစံကြီးနဲ့ပွဲစဉ်ကိုမဆဘူးလူတယ်โอเคငါတို့ဒီနှစ်သင်းကစားတယ်ဒီနေ့ပွဲမှာငါတို့မဖြစ်မနေနိုင်မှရမယ်ပြိုင်ဘက်ကငါတို့ဘလို့မဲ့ရှော့တွက်လို့မကျွန်တော်မရဘူးနော်ပရမဟိုသတိစီးနဲ့နိုင်ထားပြီးသွားပြီပဲဆိုပြီးတော့အရာအလုံးကိုရွရွပေါ့ပေါ့ငါတို့ကစားလို့မရဘူး အချင်းဤပူကောင်းကစားမရမယ်နိုင်အောင်ကစားမရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တွားမှရမှာဆိုတော့ကိုအတင်းကညီကလူတိတဲ့အတိုင်းပဲအချိန်မီွေးဆိုသလိုမချင်မဲ့ပဲနဲ့စောစောစီစီဂူရီပါရီတောင်ပြန်ပေးရတယ်ဆိုလို့ရှင်တော့မှအချင်းဤကလုံးဝစိတ်ချတဲ့ပုံစံမျိုးဟုတ်မနေဘူးဗျာနော်ဒါအပြင်ပွဲကိုတက်လိုက်နိုင်တဲ့အရေးချင်းမျိုးလေးကျွန်တော်တို့ကပွဲတော်တွင်မှရှိတာမဟုတ်ဘူးအဲပွဲစကလေးကကျွန်တော်တို့ကအနိုင်ရဖို့ဆိုတဲ့ပုံစံမျိုးနဲ့ပြန်ကစားနိုင်မှာကိုတော်ကကျွန်တော်တို့ကြာမှာပါနော်ဒါအပြင်ကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့ပြောထားတဲ့ပရမအကျော့ပွဲနဲ့ပတ်သက်လို့ကတော့ ဒီ Atletico အတင်းကဘောနော်ဘယ်လိုရ strong ဖြစ်တယ်เนาะ imminent ကိုကျွန်တော်တို့ဒါအေး physical ဘိုင်းတံပါးတဲ့အတင်းတင်းဖြစ်တယ်ဗောနော်ဒါအပြင် aggressive ဖြစ်ဖြစ်နဲ့ပုံစံမျိုးနဲ့ကစားလာမယ်ဆိုတော့ကျွန်တော်တို့ခန်းစားမိတယ်ဗောနော်ဒါမျိုးလို့သူတို့ရဲ့အခွင့်အရေးအများစုကကျွန်တော်တို့အမားကနေပြီးတော့ပဲသူတို့ရသွားကြတာနေများတယ်ဗောဘောလုံးပိုင်ဆိုင်မှုတွေကျွန်တော်ဆုံးရှုံးခဲ့ရတယ်အဲ့ဒီမှာဘောလုံးဘောလုံးပိုင်ဘောလုံးပိုင်ဆိုင်မှုဆုံးရှုံးတဲ့အခါသူတို့တွေဘောလုံးရသွားပြီးတော့အခွင့်အရေးတွေဘာတွေကိုဖန်တီးနိုင်ခဲ့ကြတာဗော ါဒလီမှာဆိုလို့ရှိရင်ကိုကစားမတွေကမိနစ်30လောက်ပြည်တနာကြီးအများကြီးနဲ့ဂျုံနေရတဲ့ပြီးတော့ကစားရတာဒီမှာအင်မတန်အခက်အခဲတွေတွေ့နေရတယ်ပေါ့နော်အဲ့ဒီပြဿနာဘာကြောင့်ဖြစ်လဲဆိုတာကိုကစားမတွေကိုကျွန်တော်တို့ပြပြီးတော့ analysis တော့တေချာလုပ်တယ်ဒါကိုအချိန်ကြာကြာပြန်ကြည့်ပြီးတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်အရာအလုံးကိုပြန်ပြီးတော့သုံးသပ်ဖို့ကျွန်တော်ကြိုးပမ်းတယ်ဘာကြောင့်ပထမအကြော်တုန်းကမိနစ်30လောက်အထိငါတို့တိုင်ပတ်နေတယ်လဲဆိုတာတွေကျွန်တော်တို့နော်အများကြီးဘယ်လိုပြောမလဲ ဟိုမြင်ခဲ့ရပြီးတော့ကျွန်တော်ဒါတွေကိုဖြည့်ရှင်းနိုင်ဖို့ပြင်ဆင်မှုတွေအခုမှကျွန်တော်လှုပ်ဆောင်ခဲ့တယ်ဆိုပြီးသူပြောထားတယ်။အဲ့ဒီပထမကြော်တုံးကတော့ဗျာဘယ်လိုပြောမလို့တော်တော်လေးကိုစိုးရင်ခဲ့တာမှန်တယ်ပြောရင်ဘီဘာအိုလိုအသင်းမျိုးကိုလည်းလက်ရှိမှာကစားရတာကတစ်မျိုးပြီးလို့ရှိရင်ကိုအသင်းကစားမားတွေကလည်းတချို့အမားတွေဂျုံနေရတာကတစ်မျိုးနော်အဲ့ဒီအမားတွေကလည်းအခွင့်အရေးတွေရအိုကောင်ကြီးကန်ကျက်တွေဘာကြီးလုံနေတယ်ဆိုတော့တကယ်စိတ်ပူခဲ့တာဘီဘာအိုကဗျာလက်ရှိဒီဟိုမှာအဆင့်၄မှာရောက်နေတာလေနော်အဆင့်၄မှာကိုရီးယားအဆင့်၅၄ဘာတွေမှာရောက်နေတာ တော့ဘလူးမတ်အချင်းကြီးရဲ့ကျွန်တော်ကောင်းမနေဘူးအဲ့လိုအချင်းကြီးမျိုးကနေပဲစိတ်ပူစရာကောင်းခဲ့တာဒါပေမဲ့လို့ဗီဘာအိုအနေနဲ့ပေါ့နော်အချင်းကြီးတွေတိုင်ပတ်ခဲ့တယ်ကိုရီးယားဘက်ကအရာအလုံးအဆင်ပြေခဲ့ပြီးတော့ပထမကြုတ်ကိုကိုပြက်ဖြတ်ထားနိုင်ခဲ့တာဘာပဲပြောပြောအဲ့ဒီအမှားတွေကကျွန်တော်တိကျပြင်ဆင်နိုင်မှုကျွန်တော်အရေးကြီးတယ်ဆိုတော့ကစားမားတွေကိုဓာတ်ရီပြန်ပြပြီးတော့ဘာကြောင့်မှားတယ်လဲဆိုတာတွေကိုကျွန်တော်တို့เนาะမြင်ရတယ်ဆိုတော့ကိုကျွန်တော်ကြည့်နေတာမဆိုးဘူးပေါ့လေလက်ရှိကံမဲ့ဒုတိယအကြော်မှာ ြောင်းလဲနိုင်မလားတော့ကျွန်တော်ကြည့်ရမှာပါဗျာအဲကျွန်တော်ဘလူးဝဲတက်ဖို့တော့ဘယ်တော့အခက်အခဲလေးတွေပေးဆက်မှုလေးတွေတော့ကျွန်တော်ကြုံရနိုင်တယ်ပေါ့ဗျာအစားကတော့ဟိုဘယ်လိုပြောလဲကျွန်တော်သူကတော့အစင်းနေပဲဗျာနော်သူကတော့အစင်းနေမယ်ဟိုအချက်လက်တိတချို့အချို့တချို့အချီနေတီးတီးလေးတွေမှာတော့မှဘယ်လိုပြောမလဲအမားတွေပါတွေကျူးလွန်တက်ကြတာမျိုးကျွန်တော်တို့က အရာအလုံးကိုဂယုတစိုက်ကစားဖို့လိုတယ်ပေါ့နော်အဲကျွန်တော်တို့ကပိုဖြည်းဖြည်းချင်းနဲ့တော့ကစားပုံတွေတူးတက်လာတယ်လို့ယုံကြည်မှုလဲပို့ပြီးတော့ရှိလာတယ်လို့သူယူဆတယ်ပေါ့နော်ဒါကြောင့်ဘလောက်ပဲခက်ခဲတဲ့စိန်ခေါ်မှုတွေပဲဖြစ်ဖြစ်ရင်ဆိုင်မှုအစင်သင့်ပဲဆိုပြီးတော့နီးပြအံမှုတွေကတော့ကျွန်တော်ပြောထားတယ်အဲအာဆင်ဝင်းကားရဲ့ match နဲ့ပတ်သက်ပြီးတော့တော့ဘယ်လိုပြောမလဲဗျာသူသူကတော့ပြောထားတယ်စီမင်းတွေကိုသူတို့သူတို့တိတယ်ပေါ့နော်လူတွေကဒါကိုပြောင်းလဲခြင်းနေဆိုလို့ခြင်းနေပြဿနာမရှိဘူးပေါ့ လက်ရှိစီမင်းရာတော့ယူရိုပါလိကိုပိုဆွဲရင်ချန်ပီယံလိဝင်ကွင်းကစားရမှာဒါကျွန်တော်တို့လည်းစီမင်းစီကန်တွေကိုလိုက်နာတာပဲဘာညာပေါ့ဒီနေရာမှာအာဆင်ဝင်းကနော်မပြောနေတော့ဘောင်းမဝင်ဘူးဟုတ်တယ်မလားနော်အဲ့စကားကလုံးဝဘောင်းဝင်တဲ့စကားမျိုးမဟုတ်ဘူးဗျာဒီလားနော်သူ့အတင်းကဘာဆူဖရာမန်ရောက်ကိုတေချာပေါ့ဘာမှမရှိတဲ့အချိန်မျိုးမှာနော်အရာအလုံးတိုင်ပတ်နေပါတယ်ဆိုတော့ဘယ်လိုပြောမလို့ဒီခါးသီးပြိုင်ပွဲနှစ်တင်းဖြစ်တဲ့စပါတို့မန်ချက်စတာယူနိုက်တက်တို့ကပူလူဘက်ကိုကျွန်တော်တို့ဒါနှစ်တင်းနဲ့ကတက်တင်းတော့တက်ဖို့အချိန်ကြီးများနေတယ်လို့ အကယ်လို့နှစ်သင်းစလုံးလက်တက်ဖို့ရှိမယ်ဆိုရင်တော့မှတသင်းတင်းရတော့ Champions League ဝင်ခွင့်ရမှာတသင်းတင်းရတော့ Europa League ဖလားရမှာဆိုတော့ဒါတွေကိုသူသိပြီးတော့အမြင်မကြည့်ဘူးဖြစ်မျက်တော်မွေးစူးနေတာသိရမနော်ဖိုးကြီးကမျက်တော်မွေးစူးနေတာဆိုတော့နော်သိဘောင်မုံရဲ့စကားတွေပြောနေတာဆိုတော့ဒါအသိပြီးတော့နီးပြခေါင်းနဲ့ထည့်တဲ့လူတဲ့အရာမျိုးမဟုတ်ဘူးသိတယ်မနော်ဆိုတော့ဒါတော့ထားလိုက်ပါဆိုတော့ Viva O ဘက်ကနေပြီးတော့ကျွန်တော်တို့ဒါဒုတိယအကြော့ပေါ့နော်ဒုတိယအကြော့ကျွန်တော်တို့ဒီကစားလာပြီဆိုလို့ရှိရင် ဟိုဘီဘာဘက်ကနေပြီးတော့ဗောနော်လူဒီပါတွေမစုံဘူးဗောဗျာလူဒီပါတွေမစုံဘူးဆိုတော့ဘလို့ပြင်ဆင်ထားလဲပေါ့ဘီဘာရဲ့ကစားလာမဲ့ idea ဘိုင်းကအပြောင်းလဲရှိလာမယ်လို့သူမထင်ဘူးဗောနော်ပြောင်းမဲ့ပြောင်းတော့ကစားမားတွေရဲ့ character ဘိုင်းတွေပဲပြောင်းလဲသွားမယ်လို့သူထင်တယ်ကစားမားတွေပြောင်းလာမယ်ဆိုလို့ရှင်တော့မှသူတို့ကအရန်အင်အားကောင်းတဲ့အသင်ဖြစ်နေသေးပြီးတော့ identity ဘိုင်းမှာလည်းအရင်မြင်ပြီးတော့တကယ်ကိုကောင်းတဲ့အသင်တင်ဖြစ်တယ်ဗောနော်လူစင်းတွေဘာတွေအပြောင်းလဲဖြစ်လာနေတာ ਨੇ ပတ်သက်ပြီးတော့အဲ့ဒါအရေးကြီးဘူးဗောကျွန်တော်တို့တွေဓာတ်တွေကိုကောင်းနေမှာထည့်ထားဖို့မလိုဘူးဗောနော် ျွန်တော်ပွဲလေးကိုကောင်းကောင်းရှင်ပြိုင်နိုင်မှုအာရုံစိုက်သွားမယ်ပွဲအတွက်ကျွန်တော်အကောင်းဆုံးရှင်ပြိုင်နိုင်မှုကျူးပန်းသွားမယ်ပေါ့သူတို့ဘာသာသူတို့လူစုံတာမစုံတာကခေါင်းထဲထည့်ပြီးတော့စဉ်းစားမယ့်အရာမဟုတ်ဘူးဆိုပြီးတော့အမိုရင်းကလည်းကျွန်တော်ပြောထားတယ်ကျွန်တော်စိတ်ပူတာကအဲ့ဒါပဲနီကိုဝီလျံစ်တို့မပါဘူးအင်နာဂီဝီလျံစ်တို့မပါဘူးဆန်ဆက်တို့မပါဘူးဆိုပြီးတော့သိတယ်မလားကိုအတင်းဘက်မှာတိုင်ပတ်သွားမှာမျိုးတိတ်ပြီးတော့အာရုံစိုက်ကစားမကစားမှာမျိုးနောက်ပြီးလို့ချင်းကစားမားတွေနေနေပေါ့ပေါ့တန်တန်ကစားကြမှာမျိုးဒီကိုကျွန်တော်စိတ်ပူတာပွဲအစကလေးက ကျွန်တော်တို့ဟာဒီပွဲကိုအနိုင်ရဖို့လူနေတဲ့အသင်းတသင်းလို့ကျွန်တော်ကကစားနိုင်မှအဆင်ပြေမှာမဟုတ်လို့ရှိရင်အသင်းတွေဘလို့မှန်းကိုမလွယ်ဘူးเนาะဆိုတော့ဒီပွဲကဒီပါအူသူ့ဘက်သူလူဘယ်နှယောက်ပဲပါပါမပါပါငါတို့ဒီတော့နိုင်မှကိုဖြစ်မယ်ဆိုတဲ့ပုံစံမျိုးကစားမကိုရမှာဆိုတော့အမိုရင်းကတော့ကစားမတွေကိုဒီတိုင်းเนาะကျွန်တော်ကပြောဖို့စီစဉ်ထားတဲ့ပုံစံပါပဲဆိုတော့ဒီညကတော့တကယ်ကြည့်ကောင်းအောင်ပါကိုရီတို့ရူရိုပါလိဖိုင်နယ်ကိုတက်နိုင်မှလားကျွန်တော်စောင့်ကြည့်ရမယ်ပေါ့ဗျာဆိုတော့ညီကတို့နေနေရောဘယ်လိုမြင်ရလဲဆွေးနွေးကြပါဦးကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုကြည်ဒီများကြီးတင်ပါတယ်